တန်ရမြစ်တာလည်းခံရပါနောက်ခုပြောချင်တာကတန်နဲ့ဝင်ပါအင်တာနက်ရှင်နယ်သွားဖို့တရားဝင်ရပါလေအတက်ကိုတန်ဘယ်သူဖြစ်မလဲကွန်ဒစင်နမ4မက်ချယ်ရီမေးပဲဖြစ်ပါလေခင်ဗျာချယ်ရီမေးဘာနာမလို့လဲဆရာကျွန်တော်ပြောပါဦးကွန်ဒစင်နမ4ကွန်ဒစင် ညီမကတော့2020ပေါ့နော် Summer Global က Elite ပေါ့2020အိမ်နောက်တဲ့အလှမယ်ကိုရထားတဲ့ Wonder Sushi မှတ်တမ်းစဉ်ဖြစ်ပါတယ်ရှင်ဒီပွဲလေးလို့ရတဲ့ရွယ်ချက်ကတော့ပေါ့နော်ညီမကဘာဒီဒီပွဲကိုဘာစတော့ရလဲဆိုတော့ ညီမတို့လိုပေါ့အိမ်အောင်တဲ့အလှမယ်တွေ single mother တွေပေါ့နော်သူတို့ရဲ့စိတ်ကွန်အားလေးတွေဖြစ်ချင်တဲ့ပုံစံမျိုးလေးပေါ့နော်အိမ်ထဲမှာပဲထမင်းချင်းချက်နေနဲ့အချင်းမကုန်စီချင်ပါအောင်ရှင်အဲ့ဒီအတွက်ကြောင့်မို့လို့သူတို့အတွက်ဒီပွဲလေးကိုစီစဉ်ပြီးတော့လုပ်ပေးတာပါဒါပေမဲ့ဒီပွဲကတော့အခုတစ်ချိန်တည်းတော့မဟုတ်ပါဘူးအချိန်ရောက်များစွာတော့ဖြစ်နေပါဒါပေမဲ့ခေကလာပေါ့နော်ကျမကြီးတွေကြောင့်အခုမှပြန်စားရတာပါစိတ်ခံကြတဲ့ဘာလဲဆိုညီမတို့အိမ်နောင်တွေပေါ့နော်အိမ်ထဲမှာပဲထမင်းချက်ပြီးအချိန်မကုန်ဘူးပြီးတော့ပေါ့နော်အိမ်နောင်တွေချသွားပြီးတော့မှအိမ်နောင်ရှင်မကြီးတွေဖြစ်နေပြီးမှ ှအလှအပလေးတွေထုတ်ဖော်ဖို့ပေါ့နော်အဲ့လိုမျိုးလေးတွေပြချင်လို့ညီမဒီပွဲကိုရည်ရွယ်ချင်းဖြစ်ပါတယ်ပြီးတော့ညီမကိုယ်တိုင်လည်းအိမ်အောင်တွေအလှမဲ့ဖြစ်တဲ့အတွက်ညီမလူမျိုးလည်းလှစေချင်ပါတယ်အိမ်အောင်တွေဖြစ်သွားပြီးတော့မှလားမပါနဲ့နောက်ပြေးကြောင်မှာပဲအချိန်မကုန်ဘူးစီးပွားလေးရည်ရွယ်အရန်လုံးနေပြီးတော့အချိန်မကုန်ဘူးအဲ့ဒါလေးတွေကိုညီမက အဲရှေ့ဆောင်လမ်းပြလုပ်ပြီးတော့ဒီပွဲလေးကိုစီစဉ်ရခြင်းဖြစ်ပါတယ်။မြမပွဲဝင်ပြိုင်ခြင်းနဲ့ဆိုလို့ရှိရင်ဖောင်ကြီး6တောင်းပါ။ဒေါက်ခနဲ့တရံပဲယူလာပါမယ်။ဂျန်နဲ့ evening gown make up ဆက်ပြီး photo တွေကမြမအကုန်လုံး all sponsor ပေးပါတယ်ရှင်။ဟုတ်ကဲ့ဆက်သွယ်မယ်ဆိုလို့ရှိရင်မြမရဲ့ organization ပေါ့နော် Summer Global 2020ဝန်ထမ်းဆုရှင်မတန်စင်ရနေပြီးတော့အမြဲတမ်းကြိုးစုနေပါတယ်ရှင်။၃၉၄၃လုံး၅၈၉၅၁၁နဲ့၇၉၈၁၄၃၈၁ကိုဆက်သွယ်လို့ရပါရှင်။ ဟောရှိတယ်မြန်မာက2016 2019နဲ့ကကိုကိုတိုင်ဝင်ပြိုင်တာပေါ့နော်ဝင်ပြိုင်ပြီးတော့မြန်မာက2020မှာ international ဆုကိုယူထားပါတယ်အိမ်တော်တဲ့အလှမယ်အဲ့ဒီမှာယူပြီးတော့မြန်မာတက်လောက်သုံးပွဲလုပ်ပါတယ်အခုကကျမ်းမာရေးတွေနဲ့ခေအခြေအနေကြောင့်မြန်မာဒီပွဲလေးကိုရက်ထားတာ ခုမှပြန်စားတာဖြစ်ပါလိမ့်ရှင်။ဒါပေမဲ့ဒီ2022မှာညီမရဲ့ပွဲကအခုချိန်နဲ့ဆိုရင်ခုနှစ်ချိန်မြောက်ရှိပါပြီ။အခက်အခဲတွေကတော့အများကြီးပေါ့။အမားတို့ဒီလိုအိမ်အောင်တွေအလှမဲ့ဖြစ်ဖို့ဆိုတာမလွယ်ဘူးလေ။အိမ်အောင်တွေအလှမဲ့ဖြစ်ဖို့အတွက်ကိုအများကြီးကြော်ဖြတ်ခဲ့ရတာပေါ့။ဒီအလှမဲ့ဖြစ်ဖို့အတွက်ကိုကြော်ဖြတ်ခဲ့တဲ့အပြင်ကိုအမားကိုယ်တိုင်ပြိုင်ပွဲတွေကိုဝင်ပြန်ရတယ်။သုံးချိန်လောက်ပေါ့နော် organization သုံးခုနဲ့ဝင်ပြန်ရတယ်အခက်အခဲတွေအများကြီးတွေ့ခဲ့ရတယ်အဲ့ဒီအခက်အခဲတွေကိုနောက်ညီမရဲ့ပွဲမှာအဲ့လိုမျိုးအိမ်အောင်တဲ့အလှမဲ့တွေမဖြစ်အောင်လို့ဆိုပြီးတော့အမအ အမကိုတာနိုင်ငံအထိဒီပွဲကိုဒီအိမ်နောင်တဲ့အလှမယ်စုကိုယူထားပြီးတော့နောက်နောက်ကိုလိုမျိုးမဖြစ်အောင်လို့အမအများကြီးစပိုးနေလုပ်ပေးထားရတာပေါ့အမလည်းအခက်ခဲတွေအများကြီးရှိတာပေါ့ပွဲသုံးပွဲပြိုင်နေတော့တပွဲကအနည်းဆုံး350 300ကုန်ပါတယ်အခုအမပွဲမှာလာတိုင်းတဲ့ကလေးတာအနည်းဆုံးကို6000ပဲကုန်ပါတယ် evening ကောင်းကနေပြီးတော့ make up sponsor ပေါ့နော်အကုန်လုံးပေါ့ all sponsor ပေါ့တောက်ဖက်တရံပါယုံနဲ့နေသူတို့ပြိုင်လို့ရအောင်လို့အမစီစဉ်ခဲ့တယ် ဒါပေမဲ့ဘာကြောင့်သူတို့အဲ့လိုစီစဉ်နေလဲဆိုတော့အရှိရအရှိရကိုကိုတိုင်းပြန်ခဲ့တဲ့ပွဲမှာတော့ကိုလိုမျိုးဒုက္ခမရောက်စေချင်လို့ပေါ့နော်အဲ့လိုမျိုးတွေနဲ့အမစီစဉ်ခဲ့ပါတယ်အမကတီထောင်လာတာအမကိုတိုင်းဝင်ပြိုင်တာ2019မှာ2019ပြိုင်တယ်2018ပြိုင်တယ် 2019ကျတော့အမကိုယ်တိုင်ပေါ့နော် organization ထလုပ်ပါတယ်2020မှာတော့အမနိုင်ငံသားမှာဒီအမကိုယ်တိုင်သွားပြီးတော့ပြိုင်နာပါတယ်2020ဆူရထားတယ်အဲ့ရထောက်လျှောက်မှာအမပွဲထောက်လျှောက်လုပ်တယ်အမတို့ကျန်းမာရေးကြောင့်ပေါ့နှစ်နှစ်နားလိုက်ရတယ်လေ covid ပေါ့နော်ကျန်းမာရေးကြောင့်နားလိုက်ရတယ်အဲ့နောက်ပိုင်းကိုအမအခု2020မှာပြန်စလုပ်ပါတယ် ကဲဒီထောင်လာကတော့အမတော့2019မှာအမကိုယ်တိုင် organization ကိုတည်ထောင်လာတာပေါ့နော်အမရဲ့ရုံးခန်းကတော့ဒါပေမဲ့အဓိကအမရဲ့စီးပွားရေးလုပ်ငန်းကအမအိတ်ချမ်းပြေအဓိကဒီအိမ်အောင်တဲ့အလှမဲ့ကိုအမဝါသနာပါလို့အဲဘာပြောချင်လဲဆိုတော့ပေါ့နော်အမပွဲမှာပြိုင်တဲ့ကလေးတွေကိုပေါ့နော်ဒီတိုင်းပဲပြိုင်ပြီးစုရထားပြီးတော့အဲ့လိုမနေစေချင်ပါဘူးအရှိ့ကိုပေါ့သူတို့ဘာ လုပ်ချင်လဲတရုတ်ဆောင်ရွေးပွဲတွေရှိတယ်မော်ဒယ်တွေရှိတယ်ပြီးတော့ပေါ့နော်ညီမရဲ့အပွဲမှာဝင်ပြိုင်တဲ့ကလေးတွေရဲ့တက်လန်းလေးတို့အမဆပိုးရင်းပေးချင်တာပေါ့နော်ဒါပေမဲ့သူရဲ့သူတို့ရဲ့စ조사အားထုတ်မှုကတော့မူတည်တာပေါ့သူတို့ကစ조사မှအမဆပိုးရင်းလုပ်ပြီးလို့ရမယ်လေအမဆပိုးရင်းနေဘလောက်ပေးပေးသူတို့မစ조사လဲအမလုပ်ပြီးလို့မရဘူးလေအဲ့တော့အမကမြေတောင်မြောက်ပေးချင်တယ်သူတို့စ조사တဲ့အခါကျလို့ရှိရင်တော့အဆင်ပြေသွားတာပေါ့အမမွေထုတ်တဲ့အိမ်တော်တွေအလှမယ်လေတွေကလုတ်ပိုင်ခွင့်ပေးထားတယ်လုတ်ပိုင်ခွင့်ပေးထားတဲ့မောင်လေးဘာကြောင့်လဲဆိုတော့အမက organization တရားအောင် င်းအနေနဲ့အမပွဲမှာဝင်ပြိုင်တဲ့ Miss Mrs Mr အကုန်လုံးကအမစာချုပ်မချုပ်ပါဘူး။ဘာကြောင့်မချုပ်လဲဆိုတော့အမစာချုပ်ချုပ်လဲတဲ့ခါမှာခလေးတွေချင်းချုပ်သွားမှာဆိုလို့ကြိုက်တဲ့ organization မှာလည်းသူတို့ဒီဝင်ပြိုင်ခွင့်ရတယ်ပေါ့နော်။ဝင်ပြိုင်လို့လေရတယ်။ဒါပေမဲ့အမကတော့ ။ဘာကြောင့်စာချုပ်မချုပ်လဲဆိုတော့ကလေးတွေကိုအဲ့လိုမျိုးစာချုပ်ကြီးချုပ်ပြီးချုံနောင်ထားတဲ့အဲ့လိုမျိုးအမှမလုပ်ပါဘူး။အမရဲ့ပွဲမှာပြိုင်တဲ့လူကအားလုံး freedom ပဲဖြစ်ရမယ်။အားလုံးတသားတယ်ပဲဖြစ်ရမယ်။အမနဲ့အတူတူအားလုံးတသားတယ်ဟိုမိသားစုလိုမျိုးပေါ့အဲ့လိုမျိုးကိုအမတို့ကဖိတ်ခေါ်တာပေါ့နော်။ ဟုတ်ကဲ့လူစီရရတော့အမမအများကြီးပဲပေါ့နော်ရင်းတော့ဆိုတော့အမတလောက်ပွဲသုံးပွဲချင်းပါတာပေါ့နော်အခုနောက်ပိုင်းကျတော့ဈမကြီးနဲ့ပေါ့နော်လူရဲ့စီးပွားရေးအနေထားရဆိုအမနည်းနည်းလေးနောက်ဆုတ်ထားတာပေါ့နော်အဲ့ဒီအတွက်ကိုတကယ်လို့ပြောဒီဈမကြီးတွေကောင်းလာပြီးအဲပေါ့နော်ဒီမိသားစုလေးတွေပေါ့နော်အဆင်ပြေလာကြပြီးမအားလို့ကဘာကြီးချမ်းမာလာပြီဆိုလို့ရှိရင်တော့အမပွဲတွေအများကြီးလုပ်ဖို့ရှိပါတယ်။အမကတော့အဓိကကတော့အင်ချမ်ပြေပေါ့နော်။ထွန်းသစ္စာအင်ချမ်ပြေကအမ page လည်းရှိပါတယ်။ထွန်းသစ္စာအင်ချမ်ပြေမှာအမကတိုက်ခန်းတွေရောင်းတာဝယ်တာပေါက်တာ အဲအဓိကအရာထားလို့တာပေါ့အိမ်ချမ်းမြေအယောင်းဝယ်ကိုအဓိကထားပြီးလို့တာပါတကယ်လို့ပေါ့အဲ့ဒီပွဲမှာနေမဟုတ်ပါဘူးပေါ့အိမ်ချမ်းမြေအယောင်းဝယ်ခြင်းနဲ့ဆိုရင်လည်းအမနဲ့ဆက်သွယ်လို့ရပါတယ်ရှင်ဟုတ်ကဲ့ဆက်သွယ်ရမယ့်လိမ့်စာကတော့အမှတ်9ခု9လမ်းမြင်းကြီးတက်အဲတမိုင်းတက်အကွက်မြန်ကုန်မှာအဲဖုန်းနံပါတ်ကတော့39 9981 438 039 43လုံး569 511ပါရှင် โอเคနှုတ်ဆက်စကားကဘာပြောချင်လဲဆိုတော့တန်ဆင်းရဲ့ပွဲမှာဝင်ပြိုင်တဲ့ကလေးတွေကိုအယုတ်လက်အမျက်မီးပေးပေါ့နော်ငွေကြေးရှိရှိမရှိရှိတန်ဆင်းရဲ့ပွဲမှာဝင်ပြိုင်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ပြီးတော့တန်ဆင်းရဲ့ပွဲမှာဝင်ပြိုင်တဲ့ကလေးတွေကဒီပြိုင်ပွဲတစ်ခုတည်းမဟုတ်ပါဘူးအဲ့ကလေးတွေရဲ့နောင်ရေးပေါ့နော်သူတို့ရဲ့လုပ်ငန်းလေးတွေလုပ်ချင်တာကိုလည်းတန်ဆင်းကဥဆောင်ပြီးတော့ sponsoring ပေးသွားမယ်လို့တန်ဆင်းရဲ့ပွဲကိုလည်း foundation 6000ရှိုံလေးနဲ့ဝင်ပြိုင်လို့ရပါတယ်လို့အားလုံး all sponsor ပေးပါတယ်လို့ဖိတ်ခေါ်ချင်ပါတယ်ရှင်အဲ့လိုမျိုးလေးပြောပြီးတော့ပဲနှုတ်ဆက်ချင်ပါ 喂。